မင်္ဂလာပါရှင်။ရမညာအင်စီကျူနိုင်ငံသူတည်တနာဌာနနဲ့လွတ်လပ်သောမုဒ္ဒရေအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငင်းချင်ရေးတုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ NCA ကိုချိုးဖောက်ပြီးရေဘလူးရဲ့အစ်စ်ရေလှုပ်ရှားမှုတွေကိုဖျက်တောက်နေတဲ့အာဏာသိမ်းစစ်တပ်ဆိုတဲ့ကောင်းစင်နဲ့ကျမနုံတွေကပြောပြပေးသွားမှာပါ။ နာတိုင်းစစ်တပ်ဟာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့မူပြတဲ့ပါတီ MNSP နဲ့သဘောတူညီချက်ကိုကျွလွန်ဖောက်ပြပြီးမူပြတဲ့ပါတီရဲ့ထိုင်းချုံနယ်မြေတဲ့စစ်ကြောင်းထုံဝင်ရောက်လာခဲ့ပါတယ်။ ဒီလိုရ NCA စာချုပ်ပါအခြေခံမူတွေကိုပြောင်ပြောင်တင်းတင်းကျွလွန်ဖောက်ပြက်လိုက်တာဖြစ်ပြီးနောက်ွယ်မှာရှင်းလင်းတဲ့မဟာဗျူဟာမြောက်ရွယ်ချက်တွေရှိနိုင်ပါတယ်။1995ခုနှစ်နဝတာနိုင်ငံတော်ငိမ့်ဝက်ပြပြမှုတိဆောက်ရေးအဖွဲ့စစ်အစိုးရလက်ထက်အပြစ်ခက်ရက်စဲရေးပြုလုပ်ပြီးတဲ့နောက်ဆယ်စုနှစ်သုံးခုနေပါကာလအတွင်းမွန်ပြည်နယ်ရေးမြို့နယ်ចောင်းရော့အုပ်စုဖြစ်တဲ့ဝရဟိုင်းချီရော့ဘက်ကိုစစ်တပ်ကလုံခြုံရေးလှည့်လည်တာစစ်ကြောင်ထိုးတာလုံးဝမရှိခဲ့ပါဘူး။ဒါပေမဲ့ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကအင်အား90လောက်ရှိတဲ့ပေါင်း ်စစ်ကြောင်းတစ်ခုဟာ MSP တဝဲခိုင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ဝရဟိုင်းရွာဘက်ကိုဝင်ရောက်လာတဲ့အတွက်နှစ်ပေါင်းများစွာတည်ငြိမ်နေခဲ့တဲ့တိတရဲ့ငြိမ်ချမ်းရေးကိုဒါရိုက်စစ်ကြောင်းထိုးခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ မြမစစ်တပ်ရဲ့ပူပေါင်းစစ်ကြောင်းဟာအတိုင်းချန်စုနဲ့ဝရဟိုင်းရွာခန်းစုစုပေါင်း28ဦးကိုဖမ်းဆီးခဲ့ပြီးတလင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုဟက်တာနိုင်ဖို့လူသားတိုင်းအဖြစ်ရှေ့ကနေလမ်းပြဆီးခဲ့ပါတယ်။ဒီဖြစ်ရဟာအာနာတိုင်းပြည်နယ်နောက်ပိုင်းရေမြုံနယ်မှာပထမဆုံးအကြိမ်အစုလိုက်အပြုံလိုက်ပေါ်တာဆွဲခြင်းဖြစ်ပါတယ်။ ဒါပြင်ဖန်ဆီးခံရသူတွေထဲမှာအသက်18နှစ်အရွယ်လူငယ်တူပါဝင်ပြီးအချို့မှလည်းရိုက်နှက်ခံခဲ့ရပါတယ်။ဒါသင်မကသေးပါဘူး။ဝရဟိုင်းရွာတဲကိုတနက်ပြစ်ဖောက်ဝင်ရောက်ခဲ့တာကြောင့်နေအိမ်တွေပျက်စီးခဲ့ရပါတယ်။ခြေရပတ်ဝန်းကျင်မှာတော်လန်ရေးတပ်ဖွဲ့တွေမရှိတာကြောင့်တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ပဲဒေသခံတွေတတရာရခဲ့တယ်လို့ပဲဆိုရမှာပါ။အာနာတိုင်းစစ်တပ်ဟာဝရဟိုင်းရွာမှာတရန်တက်ဆွဲခဲ့ပြီးတဲ့နောက်ရွာကလေးတောင်စွန်းခြေရပတ်ကိုဆက်လက်စစ်ကြောင်းထုံးဝင်ရောက်လာခဲ့ပြီးတောင်စွန်းစုံပရောက်လန်ကနေတစ်စစ်ကန်လှခြေရ အယောက်မှာဖန်ဆစ်ခံရသူတွေအလုံးငွေပေးဆောင်ပြီးမှပြန်လည်လွတ်မြောက်လာခဲ့ကြတယ်လို့သတင်းမီဒီယာအချို့ကဖော်ပြကြတာကိုတွေ့ရပါတယ်။အချို့မှာတော့ဥယျံချန်အတွင်းလက်လုံလေတနက်တွစ်ရှိတယ်လို့အကြောင်းပြပြီးတော့ငွေညစ်ချင်းချောက်ခံရပြီးမှလွတ်မြောက်လာသူတွေလည်းရှိခဲ့ပါတယ်။ဒီစစ်စင်ရဲ့အတိတ်အပြစ်မှန်ဟာဝရဟိုင်းဒေတာပတ်ဝန်းကျင်မှာလှုပ်ရှားမှုပြင်းထန်နေတဲ့ရေဘလူတန်ရင်ဖြစ်ကြောင်းရှင်းလင်းစွာတွေ့မြင်နိုင်ပါတယ်။ ရေဘလူတန့်ရင်ဟာလည်းလွန်ခဲ့တဲ့နှစ်နှစ်ပါကနေစတင်ပြီးအာဏာသိမ်းစစ်တပ်ပြည်သူစစ်နယ်အုပ်ချုပ်ရေးရန်တရားတွေကိုပျောက်ကြားစနစ်နဲ့ထိရောက်စွာတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။စစ်ကောင်မရှင်ရဲ့စစ်ကြောင်းထုံမှုဟာရေဘလူတန့်ရင်ရဲ့စစ်ရေလှုပ်ရှားနိုင်စွမ်းကိုဟတ်တာဖို့ထောက်ဖို့လမ်းကြောင်းတွေကိုဖျက်တောက်ဖို့နဲ့ဒေသခံတွေရဲ့ထောက်ခံမှုကိုပိတ်ဆို့ဖို့ဓာတ်ရည်ရည်ရွယ်ပုံရပါတယ်။ဒါကြောင့်ဝေရဟိုင်းရွာတဲ့ဝင်ရောက်ခဲ့တဲ့စစ်ကြောင်းပြန်လည်ထွက်ခွာပြီးလေးရအကြာအော်တိုဘာလ၃ရက်နေ့မှာတော့ရေဘလူတန့်ရင်နဲ့အာရုတောင်အခြေဆိုင်အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြော ောင်းတစ်ခုတို့အာယူတောင်ရွာဝကြောင်းဖုန်ကြီးကျောင်းအနီးမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။အော်တိုဘာလ10ရက်နေ့ည9:00နာရီမှာလဲကျောင်းရွာအခြေဆိုင်အာနာသိန်းစစ်တပ်ရဲ့ခမရ963တန်ယုံရေဘလူအဖွဲ့က60လက်မလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။အာနာသိန်းစစ်တပ်ရဲ့စစ်စင်ရေးဟာတပ်သားတွင်လုံခြုံရေးနဲ့တည်ညံ့ရေးကိုအကြောင်းပြပြီးလက်မဲ့ရေကောက်ပွဲကျင်းပရေးအတွက်နည်းမြေရှင်းလင်းရေးပြုလုပ်တာဖြစ်နိုင်ကြောင်းညွှန်ပြနေပါတယ်။အခုဖြစ်စဉ်ရဲ့အကျိုးဆက်တွေကိုလူသားချင်းစာနာမှုရှုထောင့်အနေကြည့်ရင်တပ်သားခံတွေဟာစူးရိမ် ကြောင်းလန့်နေတာကြောင့်ဝရဟန်းရွာကနေဘီလိုရာတို့ပြောင်းရွှေ့သိမ်းရှောင်နေရပြီသူတို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ရဘာချစ်လုပ်ငန်းကိုပင်ဆွလွတ်ထားရမယ့်အခြေအနေကိုဆက်ရောက်နေပါတယ်နိုင်ငံရဲ့အရာမှာတော့အစ်ကောက်မရှင်ရဲ့လုပ်ရဲဟာ NCA စာချုပ်တံပိုးနဲ့ကတိကဝကိုအလင်းမထားပဲအပြည့်ရလက်မှတ်ရေးထိုးထားတဲ့မွန်ပြည်သက်ပါတီ MSP ကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ရဲ့ရည်တည်ချက်ကိုပြန်လည်သုံးသပ်လာစေဖို့ဖိအားပေးလျက်ရှိပါတယ် နေကုံချုပ်အနေနဲ့ကတော့ရေမြူနယ်အတွင်ကဒီစစ်ရေလှုပ်ရှားမှုဟာအာဏာသိမ်းစစ်ကော်မရှင်ရဲ့ရေတုစစ်ရေအောင်မြင်မှုကိုဦးစားပေးပြီးညှဉ်းဆဲရေးသဘောတူညီချက်နဲ့ပြည်သူလူထုရဲ့လုံခြုံရေးကိုလက်လွတ်ရှုထားကြောင်းတင်ပြလိုက်ရပါတယ်ရှင်။ ခုတုံသက်ချက်စာရန်ကိုရမ ्या အင်စီကျူမှနိုင်ငံရေးသူတွေတင်များရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။